ုထင်ခဲ့တာကတော့ဒီအာဟိုပရော်တယောက်ပေါ့လေအဲဒါမျိုးသိချင်းခဲ့တာဒါပေမဲ့လည်းအเจ้าမှာတစ်ချက်နဲ့ရှင်နေနဲ့အဲအเจ้าတို့ကလေးကရင်ကျွန်တော်ကိုအဲ့လိုသင်ငယ်ချင်းနေပြီးတော့သူနိုင်ငံတော်အခုတော်ကြီးဖြစ်တဲ့အာဒူရိုတွေကလည်းကျွန်တော်ကိုပြေသနာလောက်ပါလားဆိုတော့ထိုက်ဆုံးကြပဲ။ဟောကျောင်းပြေသနာလောက်တော့ပုတိရောက်ကောင်းတယ်ပေးရပေးကောင်းတယ်ဆိုတော့အဲ့လိုပြောကြတယ်။ဆိုတော့ အဲအဲ့တော့ကျွန်တော်ကငင်းကံပဲကျွန်တော်အခုတော့ပဲပြင်ခဲ့တာဒါမဲ့လည်းချက်မမတိဒီပြဿနာလို့ကိုဟောက်ဖတ်ချိန်ပွဲရတဲ့အချိန်မှာကျွန်တော်ဆက်ပြီးတော့လုံရင်းနဲ့အောက်လျှောက်ပေးဒီကရီယာဘက်မှာပို့ပြီးတော့အပိတ်တင်ခံရတယ်ပို့ပြီးတော့နေရာရတယ်ပို့ပြီးတော့ကွန်ပဏီရတယ်ကရီယာတစ်ခုချက်လာပြီးတော့လမ်းကြောင်းရောက်မှုတွေရောက်ခဲ့ရတော့ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတော့ပြောကြတယ်ကျွန်တော်ပြောတာအဲ့လိုမျိုးကောင်းတယ်ပေါ့လေပြီးတော့ကျွန်တော်တောင်းမှ solution နဲ့တောင်းပွဲမှာ pressure work နဲ့ကြာတော့ပွဲတွေ handling အဲ့လိုမျိုးပွဲ solution နဲ့ကျွန်တော်ဘာမှမဟုတ်ပြောင်းပြောလိုက်ပြီးတော့အဲ့လိုမိုက်လာပေးလို့ရှိရင်ပြောပြသွားတယ်ပြောပြနေတဲ့အဲ့ဆိုကျွန်တော်က စဝိုင်းပြောကြတာတော့ပရသနာဖြစ်ဖြစ်ဘူးပါလာတာ MP4 ဘူးပါလာဆိုတော့သူကအဲ့လိုပြောနေတဲ့အချိန်မှာပဲကျွန်တော်ငယ်တုန်းကချင်းမဲ့သူစင်တာကျွန်တော်ဆိုတော့ပဲပြချင်းခဲ့တာအဲဒါမဲ့လည်းဒီလမ်းကြောင်းမှာသူတို့ကလည်းပြောတဲ့ဟာနဲ့ဟိုဟုတ်ကလားပြည်လို့ရှိရင်လည်းတောင်းပြီးတဲ့အချိန်မှာတော့ကျွန်တော်ဒီ testimony တွေနဲ့သင်တန်းတက်လိုက်တယ်။သင်တန်းတက်လာတဲ့အချိန်မှာတော့ကျွန်တော်လက်ထုတ်တန်းနဲ့ကိုကျေလာခဲ့တယ်။ကျွန်တော်လည်းပြည်ချင်းကြီးပို့ပို့တက်လာခဲ့တယ်။အဲဒါနဲ့ကျွန်တော်ဒီလမ်းကြောင်းမှာ finish ရှိသွားတယ်။ ဲ့ခဏဒီနေ့ကျွန်တော်တို့ဒီမာယာစားပေါ့မာစားတော့ကျွန်တော်တို့ရဲ့အာအမင်းမီးတွေပေါ့မင်းမီးတွေကဝန်ကြီးတဲ့တော်ဝေလာရီကိုသူတွေဆိုတော့တော့တော့နဲ့လည်းအလုပ်ဆွဲလုပ်နေကြပြီဆိုတော့ဟောဖိတ်ရေကိုလာရောက်ပြီးတော့လာပြရပါတယ်ဟုတ်ကဲ့ခင်ဗျာအခုကျွန်တော်ဒီနေ့ close major brother တင်တာ batch 1ပေါ့ဒီနေ့ day 1မှာဒီနေ့ဖတ်ဖတ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကိုရှိတော့မှပြောခဲ့သလိုပဲကျွန်တော်စတန်ခဲ့တဲ့ လာ၆ပါးပြည့်ကုန်ပြီအနည်းချုပ်ပြီးတော့လေကြောက်ချင်းပင်ပေးမှရသွားနိုင်မှုတက်ပြီးနေအာဟုတ်ကဲ့ကျွန်တော်ရဲ့အနည်းပညာသက်တမ်းပြန်နာလောက်တက်ဆိုရှင်10နှစ်ကျော်ပါကဟုတ်ကဲ့10နှစ်ကျော်ဆိုတဲ့ကာလတစ်ခုကတော့ဟောချိန်7နှစ်တစ်ခုဆိုတော့လေအတွေ့အကြုံအားဖြင့်ပြောမယ်ဆိုလို့ရှင်တော့တော်တော်ကိုပြောရမှာပါဆိုတော့အဲ့တော့ကျွန်တော်သင်တန်းမှာကျွန်တော်ရဲ့အတွေ့အကြုံတွေထိုင်တော့ကျင်းလောက်သွားမယ် ပြီးတော့လိုအပ်တဲ့ဟာပေါ့ဘောတို့ကကျွန်တော်တို့မှာအဲ့ PS situation တော့ကျွန်တော်တို့ကကောင်းတဲ့တွေ့ကြုံတွေလည်းရှိခဲ့တယ်လို့မကောင်းတဲ့တွေ့ကြုံတွေလည်းရှိခဲ့တာပေါ့လေဆိုတော့တွေ့ကြုံတွေကတော့သင်္ကန်းစာယူပြီးတော့ရှေ့ဆက်ရတာဆိုတော့ဆယ်နှစ်နဲ့တန်းတဲ့အတွေ့အကြုံတော့ရှိနေတာဟုတ်တယ်ခင်ဗျာဒီလောကထဲမှာဖြစ်တာတော့တကယ်တော့ခုထင်နေတာတော့ဒီအာဟိုပရိုဒီယောက်ပေါ့လေအဲ့ဒါမျိုးထင်နေတာဒါပေမဲ့လည်းအเจ้าမှာတစ်ချက်နဲ့ရှင်နေနေအဲအကြောင်းတော့ကလေးကရင်ကျွန်တော်ကိုအဲ့လိုသင်ငယ်ချင်းတွေပြီးတော့သူနိုင်ငံတော်သူတော်တွေဖြစ်တဲ့အဲဒီလိုတွေကလည်းကျွန်တော်ကို ပြေသနာလောက်ပါလားဆိုတော့ဖိုက်ဆုံးကြပဲ။ဟောကြောပြေသနာလောက်တော့ပူပြီးတော့ကောင်းတယ်ဆိုတော့အေးရပြေကောင်းတယ်ဆိုတော့အဲ့လိုပြောကြတယ်။ဆိုတော့အဲအဲ့တော့ကျွန်တော်ကငင်းကံပဲကျွန်တော်ကိုတော့ပဲပြချင်ခဲ့တာ။ဒါနဲ့လည်းချက်မမတိဒီပြေသနာလောက်ကိုဟောက်ဆာကျင်းပွဲရတဲ့အချိန်မှာကျွန်တော်ဆက်ပြီးတော့လုံရင်းနဲ့အောက်လျှောက်ပေးဒီကယ်ယူရာဘက်မှာပူပြီးတော့ဟောအပိတ်တင်ခံရတယ်ပူပြီးတော့နေရာရတယ်ပူပြီးတော့ကွန်မတီရတယ်ကယ်ယူရာတစ်ခုချက်လာပြီးတော့လမ်းကြောင်းရောက်မှမတိရောက်ခဲ့တာ။ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတော့ပြောကြတယ်ကျွန်တော်ပြောတာအဲ့လိုမျိုးကောင်းတယ်ပေါ့လေပြီးတော့ကျွန်တော်တို့အကြောင်းမှာ solution နဲ့အကြောင်းပွဲမှာ pressure welcome နေကြ throw ပွဲတွေ handling အဲ့လိုမျိုးပွဲရဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဘာရဲမဟုတ်ဘူးပြောင်းပြောလိုက်ပြီးတော့အဲ့လိုမိုက်လာပြီးလို့ရှိရင်ပြောပြစ်သွားတယ်ပြောပြနေတဲ့အဲ့ဆိုကျွန်တော်ကအဲ့ဒီဝိုင်းပြောကြတာတော့ပရဇနာဖြစ်ဖြစ်ဘူးပါလာတာ MP2 ဘူးပါလာတော့ကျွန်တော်အဲ့လိုပြောနေတဲ့အချိန်မှာပဲကျွန်တော်ငယ်တုန်းကချင်းမဲ့ဆိုနေတာကျွန်တော်ဆိုတော့ပဲပြစ်ချင်းနေတာအဲဒါမဲ့လည်း ဒီလမ်းကြောင်းမှာသူတို့ကလည်းပြောတဲ့ဟာနဲ့ဟိုကို class ကြီးလို့ရှိရင်လည်းတောင်းပြီးရဲ့အချိန်မှာတော့ကျွန်တော်ဒီ testimonial ပြရတယ်သင်တန်းတက်လိုက်တယ်။သင်တန်းတက်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တက်လက်ဖက်တန်းကိုကျေလာခဲ့တယ်။ကျွန်တော်လည်းပြည်ချင်းပို့ပို့တက်လာခဲ့တယ်။အဲဒါကြောင့်ကျွန်တော်ဒီလမ်းကြောင်းမှာ finish ရှိသွားတယ်။ကျွန်တော်အဲ့လို Quran နဲ့ပတ်သက်လို့တော့ Tommy ကတော့ try reach ဖို့တမ်းပို့ထားပါပဲ။အဲ့တော့ဆက်ဆက်ကြီးမှာတော့ဒီလိုပဲဘယ်လုံးဆိုဘယ်ကိစ္စပဲလုပ်လို့ပေါ့လေအမိဘဆိုတဲ့သဘောတရားကတော့ပမာတီရဲ့ချစ်တကယ်မိဘတွေကတော့စိတ်ဆူရသွားတိုင်းရင်လာတယ်အဲ့တော့ဖြစ်ပါမလားဆိုတာမျိုးရဲ့ အာငါသားစီလမ်းကြောင်းဖြတ်မှာမှာဆိုပေမြန်မာပြည်ရဲ့စစ်တကယ်မိပါတကယ်ပုံဆိုင်တိုင်းနဲ့ခေါင်းမိပါရောသိသိကြပါတယ်အဲ့လေအဲ့တော့ပုလန်ကဆောက်ရောက်ရောက်ခဲ့တယ်တူးစားခဲ့တယ်ဆိုတဲ့ခါကြတော့နောက်ဆုံးတော့လည်းမိပါလည်းသိပတ်ပြုတယ်တော်ဒီနေ့ဖောက်ရောက်လာတယ်အဲ့အဲ့လိုအချိန်မိကတော့ပါလဲဆိုတော့ကျွန်တော်ကဒီအမ်ဟောက်ဖလက်ရှင်ရှင်ကျွန်တော်တို့ကပိတ်ပတ်တာကြီးပဲမဟုတ်ဘူးပေါ့လေအဲ့ပြောင်းမှလည်းတင်ကြိုင်းပိုင်းနဲ့ရှိတယ်အာတင်ကြိုင်းပိုင်းနဲ့ပညာတဲ့ sharing လုပ်တာပေါ့ ဝင်လာတယ်သုသာပြည်တဲ့သုသာရဲ့ဘိုင်ငယ်ရှိရပေါ့။ကျောင်းသားအားသေးသေးကတော့ကေးတွေအတော့တစ်ယောက်ချင်းနေလူနာတွေကိုသွားပြီးပြင်နေတဲ့ဆာလို့ရှိရင်အဖြစ်ဖြစ်နေတဲ့အနေသူတင်ကောက်ဝေးသေးတဲ့အနေနဲ့ဒါမှမဟုတ်သုသာတွေမြောက်ပြီးဆိုရင်ဆိုတော့စိတ်နဲ့ရှိခဲ့တာအော်လေ။ဆိုတော့အဲ့ဒါကြောင့်လည်းပါမယ်ရှင်နေ။အဲ့ဒီစိတ်ကြောင့်လည်းကျွန်တော်ပို့ပြီးတော့ပြေသနာတရားဖြစ်လို့အခြေခဲ့လို့ရှင်နေ။အော်ကျွန်တော်ရဲ့ဒီဒီကောင်းတဲ့ကိစ္စတွေ sharing လုပ်တာပေါ့နော်။ကောင်းတဲ့ကိစ္စတွေ sharing လုပ်တယ်။ဆိုတော့ကျမိုင်းနဲ့ပတ်သက်တဲ့သူတွေလည်းကျွန်တော်ရှိမှလည်းအများကြီးလုပ်ခဲ့ပြီးတယ်။အဲ့တော့ဒီကျိုးခတ်တော့ဒီလည်းအများကြီးရိုက်ခဲ့ပြီးတယ်။ဒီနေ့လူတွေရဲ့ကျမိုင်းကို ယောက်တရားအနေနဲ့ဆရာဝဲရတဲ့တရားကသာလေဒါကိုကောင်းကောင်းစနေတဲ့အဲစနေတကြလုတ်ပေးနိုင်ခဲ့တာပေါ့နော်ကျွန်တော်တို့လုတ်ပေးခဲ့ရတာဆိုတော့အော်ဒီလမ်းကြောင်းရွေးချယ်မှုမှာလည်းအဲ့တော့တက်ခဲ့တဲ့ပညာရည်တွေတော့ quick ten ရန်တွေဘာမှမရှိဘဲနဲ့အထောက်ပံ့နေဖြစ်ခဲ့တယ်။တော်အမှန်တရားတော့မင်္ဂလာတော်ဖွဲ့တဲ့မင်္ဂလာခဏမှုဖြစ်ဖြစ်နေတယ်။ကျွန်တော်အဲ့ဒီအမိကြောက်ကကျွန်တော်ဆံဝင်ဖြစ်သွားခြင်းနဲ့နာမည်ရှိမှဒေါက်တာတက်ခွင့်ရပြီဆိုတော့အဲ့ဒါလေးကို ကျောင်းဝင် MC လေးလောက်တာဆိုဖို့လို့ခြင်းတယ်သူတို့ကျောင်းဝင်ပုံလေးကိုကျွန်တော်ထားတယ်ပေါ့ဆိုတော့ကျွန်တော်ဘာမှမလုပ်ဘူးဘူးလို့ပြောနေတဲ့အချိန်အောင်လုပ်ပါဆိုတဲ့အတင်းတိုက်တော့ကျွန်တော်အဲဒီတော့မှမှတ်ရရမှတ်ရရကျွန်တော်ဘာလို့လဲဆိုတော့မင်္ဂလာဆောင်မင်္ဂလာဆောင်မင်္ဂလာဆောင်အတီးပြီးပေါ့လေအဲဒီတော့ကျွန်တော်အခုအိမ်တော်ကြာသွားပြီဆိုတော့ကျွန်တော်အခုမင်္ဂလာဆောင်ပွဲတွေပြန်ကြည့်ရဲအဲလူကြီးတို့မရင်းနဲ့အပေါ်လို့ကျွန်တော်လိုက်ပြီးတော့ပဲမင်္ဂလာဆောင်မစုပေါ့လေအမျိုးထဲမှာဘယ်သူမင်္ဂလာဆောင်ပြီးသွားသွားပြီးတော့အဲ့လိုမျိုးချစ်ရတဲ့နေရာကိုလေ့လာပြီးတော့စာအုပ်နဲ့ချမှတ်ခဲ့ပြီးတော့ ဲ့လိုမျိုးကျွန်တော်ရဲ့ပမာဥပ္ပပွဲဥပ္ပပဲကျွန်တော်ဆုံးစားခဲ့ရတာပေါ့။နောက်ပိုင်းကျတော့မှဥနာကြောသလိုကျွန်တော်ရဲ့ဒီချိန်မိုးချက်ဒီချိန်မိုးနေ့ဒီမှာတိတ်ပြီးရဲ့ပမာရဲ့စနေတကျဖြစ်လာပြီးတော့ကျွန်တော်ဒီချိန်လေးတွေရိုက်ပဲ။အော်တန်းအနေနဲ့ကျတော့ကျွန်တော် online ကနေပဲတင်တော့ပါ။တင်တဲ့ကာလ10ရက်ကြာတယ်။ကျွန်တော်နေ့တွေ့ရမိချက်က4ရက်ပါ။အဲဒီ4ရက်နဲ့အာဒီဂျားထဲမှာကျွန်တော်တို့ကလေ့ကျင့်မှုတွေပါတယ်။အဲတော့ကျွန်တော်တခါပြောခဲ့သလိုပဲ10နှစ်တာပြည့်တော့10ရက်လောက်အတွင်းမှာပေါ့နော်။ဆိုတော့အစ်ကြပြောရင်တော့9ရက်ပြည့်အတွင်းမှာကျွန်တော်တို့က အာ online ကနေတက်တင်ပေးတယ်ပြီးတော့ record တဲ့ video တွေကိုလက်ဆောင်ပေးတယ်ပြီးတော့ meter static ထုတ်ပြီးတော့ဒါတွေ feedback ကျွန်တော် WhatsApp လို့ပေးပြီးတော့ file တင်တဲ့ကတော့ batch ဝါးပါနေအာကျွန်တော်တို့ကလေဘဝမှာဖြတ်တန်းခဲ့တဲ့အထွေထွေတွေပြင်တာတွေအရာအလုံးကကိုယ့်ရဲ့နေ့တစ်ဆက်တဲ့ live မှာလွတ်ဖက်သွားတယ်အသုံးချရအောင်ဆိုတော့ပေးထားလို့တော့မရဘူးပေါ့လေဒါပြင်တာပဲဖြစ်ဖြစ်ကိုယ့်ဆက်တဲ့ daily live မှာအသေးစိတ်အစ်စ်ကိုသုံးသပ်ပေါ်ရတာဆိုတော့တကယ်လေးကလေးကရင်သူ့လူသားတဲ့အကြောင်းမူချိုအနေနဲ့အထက်တန်းအပတ်ကတည်းကစင်ခဲ့တဲ့ကြတဲ့ဘဝမှာ အတုံးချဖို့တင်တာဖြစ်တဲ့တော့ဘယ်လိုလိုမိထားတော့မိရဆိုတော့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကကြုံရင်ကြုံတယ်လို့အနေနဲ့ချင်းတယ်လို့တစ်သက်လုံးဖတ်ခဲ့တယ်ဖတ်ခဲ့တယ်သိခဲ့တယ်တက်ခဲ့တဲ့အရာတွေ apply လုပ်မှဒါဘဝ like ကအဆင်ပြေမှာပေါ့ဆိုတော့အဲ့ဒီအတိုင်းကျွန်တော်ဖတ်တန်းနေအဟုတ်ကဲ့ခင်ဗျာကျွန်တော်ရဲ့တင်အောင် graphic page ကနေပြီးတော့ဒီနောက်ဆက်သွယ်နိုင်ပါရခင်ဗျာသိဝင်သားကြော်လဲကျေးဇူးများကြီးတင်ပါတယ်အခုနောက်ဆက်ဘက်တွေလဲနောက်ဆက်ဘက်ဖြစ်တယ်လဲမနာဝကြည့်ရမလို့အားလုံးဖိတ်ခေါ်ပါတယ်